ဇူလိုင်လ9ရက်မိုးလယ်ပိုင်းမှာမင်္ဂလာတုံမြို့နယ်ထောက်ချံရွှေညောင်ပင်ပူပိုကြီးနန်းနန်းဟောင်းရှိပြည်လန်းပေါ်မှာ YBS 55နဲ့38ရင်းလိုင်းတို့မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်စဉ်ကြောင့်လက်ရှိ YBS 38ရင်းမောင်းရဲ့တန်းရအခြေအနေမှာတက်တာစားပြူလာပေမယ့်စကားကောင်းမွန်စွာမပြောနိုင်သေးဘူးလို့သိရပါဗယ်ရင်းတိုင်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး YBS 38ရင်းလိုင်းမှာရင်းမောင်းကြည့်ချက်သူကိုကျော်စင်ရွှေကအခုလိုပဲပြောပါဗယ်95နဲ့အခုဖြစ်တဲ့ကိစ္စပေါ့95ဆိုတာနှစ်စီးပြိုင်လာတာ အစီးပြိုင်ဖိုက်လာဖိုက်လာပြီးတော့သူကဘယ်လိုပြောဆိုတော့အဲ့ဒီရှင်းချောင်းမင်းကိုသူပြောတယ်ရေးစင်းမှာပေါ့အဲ့မှာခွေးမှာဘယ်လိုပြောဆိုတော့သူက speed မနိုင်တော့လမ်းကလေးကောင်မှရှိတဲ့လူရဲ့လူနှစ်ယောက်ကဖြတ်ကူးနေတာ speed မနိုင်တော့အပေါ်ကျော်ယူပြီးတော့အမှဟိုပြည့်တည်ပြည့်ပြည့်နေအဲ့ဒီ39ရေလိုင်းကိုအောက်ကသွားနေပေါ့ရေလိုင်းကိုဝင်ချိတ်တာဝင်ချိတ်တော့ဇီလုံးချောင်းပေါအောင်ပါပြီးသူလုံးဝမနိုင်တော့အဲ့သူအရှိကိုဝင်တိုက်ပြလိုက်တာအဲ့မှာ လမ်းမှာဖြတ်ခွေးတဲ့လူညက်ပါတယ်ဟာလိတ်ပြီးတော့ကောက်တယ်ပါပါလက်ရှိမြောက်ကလာပါစေးုံမှာတက်ရောက်ကူတာနေရတဲ့ YBS 38ရင်းမောင်းရဲ့တန်ရအခြေအနေနဲ့ရင်းမောင်းရဲ့လှုပ်တဲ့အတွေ့အကြုံတွေကိုလည်းအခုလိုပဲပြောပါရစေ။အဲ့ driver driver ကြီးပဲ။ဟောဆိုကျွန်တော်တို့ဒီဒီအရင်ကြံရက်ကကြံရက်နှစ်ပေါ့နှစ်မှာ စုရထားတဲ့ driver ။အာရင်းမောင်းကြီးတွေ။ကျွန်တော်ဒီမှာရင်းမောင်းတွေကအရင်ရှိတဲ့ရင်းမောင်းတွေက license အနီးပကားတွေတွေ့။အဲ့ဒီအပြင်ကျွန်တော်တို့ကဘယ်လိုလဲဆိုတာရေချင်းတွေစိုက်ကိုတက်တွေစမ်းတယ်။ ကားမောင်းစမ်းတယ်အဲ့ဒါမှာကျွန်တော်ကအယောက်30လောက်မှာကန်ကောင်းမှာအယောက်20လောက်ပါအောင်အဲ့လိုဒီမှာခေါ်ဆွဲခေါ်တာစေယုံတက်ကုသခံနေရတဲ့ YBS 39ရင်မောင်းစနီကစကားတခွန်းစာနှစ်ခွန်းစာပြောလာပြီးဖြစ်ပြီးကားတိုင်မှုဖြစ်ပြီးစေယုံလာတက်တယ်လို့လက်ရှိအချိန်ထိကိုမသိရသေးပဲနေမကောင်းလို့စေယုံတက်နေရတယ်လို့ပဲထင်နေတုံးလို့စေယုံတက်ကုသနေတဲ့39ရင်မောင်းကျမ်းမာရေးအခြေအနေကိုပြပြသွားပါတယ်။ MBS 55နဲ့39ရင်းနှစီတို့မျက်နှာချင်းဆိုင်တိုက်မိရကနေဒီကနေ့ဇူလိုင်လ10ရက်နေ့မှာတော့တိစုံသူ10ဦးအထိရှိလာပြီးမြောက်ကလာပါစေယုံကြီးမှာ GDC ចောင်းသားတအိုးအပါဝင် အတွင်းလူနာ12ဦးဆက်လက်စေကူတောင်းမှုခံရရဆဲလို့သိရပါဗျ။